အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီနေစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစနေတန်းသမီးအားလုံးအတွက်စနေရ6လ2025ကနေ17ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ်အဲတပတ်စာကကျွန်တော်ဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကလာမှာကျွန်တော်မိတ်ဆွေစနေတန်းသမီးတွေပေါ့လေအဲဘယ်လိုကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲခီးကိစ္စနဲ့ပတ်သက်ပြီးဆောင်းထားတဲ့သူတွေဆိုရင်ဒီကလာမှာခီးသွားတတ်တဲ့ဂိမ်းရှိတယ်ခီးကောင်းသွားတတ်တယ်ပေါ့လေလည်ရင်ခီးစင်တွေပါရှိတယ် ဲ့တော့ပြည်တွင်းပြည်ပအခီးသွားမဲ့သူတွေဆိုရင်ဒီကာလမှာတွားရတက်တဲ့ဂိတ်ထဲမှာရှိတော့အဲဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်အဲပြီးတော့ဒီကာလမှာအလုပ်နဲ့ပတ်သက်ပြီးတော့ interview ဖြစ်တဲ့သူတွေပေါ့လေအလုပ်တွေပါလေရှာတဲ့သူတွေဆိုရင်အလုပ်ရတဲ့ဂိတ်ရှိတဲ့အတွက်တော်တော်လေးအားကောင်းတယ်အလုပ်ရှိတဲ့သူတွေဒီကလာမှာလာတာတို့ရင်တို့မတို့ရင်ယာရုတို့တက်တဲ့အနေထားယာရုတို့အပြောင်းလဲကြုံရတာတွေအစဖြစ်တဲ့ကိစ္စတွေမှာပါတယ်ပြီးတော့ဒီကလာမှာအလုပ်လုပ်တဲ့အခါမှာဆက်လူရှယ်ယာလုပ်ငန်းလေးတွေအကျိုးပေးတယ်လူမျိုးကွဲဘာသာကွဲအဲသူတို့တွေနဲ့စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကပို့ပြီးအကျိုးပေးတာတွေ့ရတဲ့အတွက်အရန်ကောင်းတယ် အရက်ဝင်နဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကကောင်းတဲ့အကျိုးဆက်လေးတွေရရှိတယ်လို့ခေါ်တယ်ဗျာနော်အဲတခုသတိထားမှာကဒီကလာမှာအဲကိုယ့်ကိုကူညီမယ်ဆိုပြီးဂရိပီရာတဲ့သူတွေဂရိမတီပဲနဲ့မကူညီတဲ့အတွက်ရေရမ်းတာလေးတွေတော်လည်းတချို့ဖြစ်တာမျိုးလေးတွေကြုံရတယ်တချက်လေးဂယူဆက်ပေးဖို့လိုတယ်မမေ့ရအောင်နော်တချို့လုပ်ငန်းဟိုအလေတွေလုပ်တဲ့အခါမှာဗောလေအဲဒီများကိုစောင့်မျှော်နေတဲ့ခါမှာအချိန်လေးတွေကြာပြီးတော့အချိန်တွေစွဲနေသလိုဖြစ်နေတတ်တယ်။အဲ့ဒါကိုလေကိုယ့်ကိုယ်ထပြီးလုပ်လိုက်ရင်မြေမဆန်ဆန်ပြီးမြောက်တယ်ဗျ။အဲ့တော့ဒီကလာမှာတေချာတာတစ်ခုကဘယ်သူမှအာမကိုနဲ့ကိုယ့်အာကိုကိုနော် အဲ့ဒါအဲ့ဒါမှအဆင်ပြေလိုက်မယ်မမေ့ပါနဲ့ဗျာနော်ပြီးတော့အရေးကြီးတာလေးတစ်ခုရှိပါတယ်ဒီကလာမှာဘသူဘသူမှမယုံပါနဲ့အလုပ်လုပ်လို့ရှိရင်ကိုယ့်အကူကိုကိုယ့်ရဲ့စုံချက်ကိုယ့်ရဲ့အကြံဉာဏ်ယူပြီးလုပ်ပါဗျာနော်ဘာလို့ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကလာမှာအဲလူအလိန်ခန်းတဲ့ကိန်းတွေရှိတဲ့အတွက်လေအထူးသတိထားပါအဲကျွန်တော်စိတ်ပူတာလေးတစ်ချက်ရှိတယ်စနေသားသမီးအမှုခင်ဖြစ်တော့တယ်အကူရိုင်းတိုင်းမဖြစ်ခန့်ရင်တောင်မှတခြားအကြောင်းကြောင့်သွားပြီးဆက်နွယ်မိတဲ့အတွက်ပေါ့လေကိုပါရောပါပြီးညက်ပါတတ်တဲ့သဘာဝရှိတယ်မမိပါနဲ့နော် အဆိုတပည့်မိမကြောင့်အဲစေတုခရောက်တဲ့လို့ခေါ်တယ်မိမတယောက်ကြောင့်ကိုပါနာမည်ပြဂုဏ်သိက္ခာကြတာမျိုးလေးတွေတွားပြီးပသက်မိတဲ့တော့အဆက်တကွယ်အကျိုးနဲ့ဖြစ်တာရုံရောက်ကြောက်ပြဿနာဖြစ်ရှင်းရတာမျိုးကြုံရတတ်တယ်ပြီးတော့ဒီကာလမှာအရန်လဲလဲဝယ်ဖြစ်တဲ့အိမ်ချမ်းမြေပွဲစားတွေပေါ့လေအဲသူတို့ကိုအကြောင်းပြုပြီးတော့အစိတ်တော်ကရောက်တဲ့ဂိမ်းထဲမှာပါတဲ့အတွက်သတိထားပါဘုသူစကားမှမယုံပါနဲ့နော်အရေးကြီးလို့ပါငွေချင်းနဲ့ပတ်သက်လို့ရှင်တော့ဒီကာလမှာငွေချေးကံလေးတွေကအာပို့လင်းလင်းပြောတာပေါ့လေအဝင်နဲ့အထွက်ဆိုရင်အထွက်လေးနည်းနည်းပို့များတယ်ဗျာနော် ဟိုတရားဝင်နေရထွက်တယ်ဆိုတဲ့ကိစ္စမှာသွားပါတော့အပြောက်ပြက်လေးတွေများတာဗောလေအဲ့တော့လက်ထက်ပတ်စံရောက်ပြီဆိုရင်ပတ်စံမထားဘဲနဲ့ဗောလေအဖတ်တင်တာလေးတွေတခုခုလှုပ်ထားမှအဲတက်တာလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ငွေကုန်ချေကြလေးတွေများတတ်တဲ့ကိစ္စရှိတယ်ဘာပဲဝယ်ဝယ်ဘာပဲလှုပ်လို့ဗောလေဘာပဲရင်းနှီးမြုပ်နှံမြုပ်နှံဒီကာလမှာတည်တည်ချာချာစီစစ်ရွေးချယ်ပါလူလိန်လူညာခံရတဲ့ကိစ္စမှာပါတယ်မမေ့ပါနဲ့လို့ထက်တယ်လေလေအကြံပေးခြင်းတယ်ဗျာနော်ပြီးတော့ဒီကာလမှာအိမ်ဝယ်အိမ်ဆောင်ရင်တင့်တော်တယ်နော်စိုင်းတွေပါတွေဖွင့်မယ်ဆိုရင်လည်းတင့်တော်တယ် သို့တော့မြေတွေဘာတွေဝယ်တာခြံတွေဘာတွေဝယ်တာကားတွေဘာတွေဝယ်တာလုံးဝမသိမ့်တော့ဘူးဝယ်လို့ရှိရင်ရောင်းမဝင်မကြီးဖြစ်မယ်ပြန်ရောင်းအောင်လည်းအဆင်မပြေအဲပိုင်ဆိုင်မှုမခိုင်မာတဲ့ဟာတွေကိုလည်းဝယ်မိတာအမွေကိစ္စရှိတဲ့သူတွေကိုလည်းအဲ့ရမြေတွေဝယ်မိတာဒါမျိုးတွေအားသာသွားကြုံရတတ်တဲ့အတွက်သတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့ကိုယ့်ရဲ့အိမ်ကိုကိုယ်ဆောင်မိခင်နေဖြစ်စေအမျိုးသမီးတယောက်ညာအင်းညာတွေလာတဲခုတာမျိုးတွေလက်မခံပါနဲ့ ဲ့လိုလက်ခံလိုက်လို့ရှိရင်နောက်ဆက်တဲ့အမှုကိစ္စတွေကြုံရတတဲ့ဂိမ်းထဲမှာပါတယ်ဒီကားမှာအခုစိတ်သွင်းရတာတရားရောက်ကပေးခဲ့မယ်ဆိုရင်ပေးတဲ့သူဒီအဝေးရလူမဟုတ်ဘဲနဲ့အရင်ဒီဆုံးသူတွေဖြစ်နေတာအတွင်းရန်ဖြစ်နေတယ်ဆိုတာလေးသိစေချင်ပါတယ်ဗျာနော်အဲပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့စတန်နီသားသမီးတွေပေါ့လေအဲဒီကားမှာကျမ်းမာရေးကနည်းနည်းလေးဂယုစိုက်ကမဲ့အထက်မှာပါတယ်အဲဘာကြောင့်လဲဆိုတော့အခက်မသိရင်ခွဲရဆက်ရတတ်တဲ့အနေအထားလေးတွေကြုံရတတ်တယ်မျက်စိနဲ့ပတ်သက်ပြီးမျက်မှန်ပါဝါဒိုးရတာမျက်စိခွဲရတာမျိုးဖြစ်တတ်တယ် သို့တော့နောက်ဆုံးမှာတော့ခွဲလို့ရှိရင်တော့အောင်မြင်တယ်ပေါ့ခွဲသိမှုအောင်မြင်မယ်ဆိုတဲ့ gain တွေမှာပါတယ်နောက်တစ်ခါ one byte ထဲကနေမှအစာရင်နဲ့ပတ်သက်တဲ့ယောဂလေးတွေသွားဖြစ်တယ်စီအစုပ်အစာရင်လို့ခေါ်တယ်အထူးသတိထားပါဗျာနော်အမျိုးသမီးလေးတွေကြတော့တအိမ်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တယ်ဂယုစိုက်ပြီးနော်ကျမိုင်ညာလို့စေုံစီကံပြရင်တနင်္ဂနွေသားသမီးဆရာဝန်နဲ့ပြရင်အများဆုံးတက်တာပျောက်ကင်းပါလိမ့်မယ်ဗျာနော်အစားစားစားလို့ရှိရင်ပေါမုတ်တို့ပွဲပြုတ်တို့အဘဲဦးတို့အဲ့လိုမျိုးလေးတွေမစားဘဲနဲ့ရှောင်ဝေးပါဗျာနော်အဲ့ပြီးတော့ဒီကရမှာအခြေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးမာဂျင်နယ် အဲလုံအောင်ချစ်သူမရှိသေးတဲ့သူတွေဆိုတော့ဒီကာလဒီအကောင်ဆုံးပဲချစ်သူထားမယ်ဆိုလည်းဒီကာလအကောင်ဆုံးပဲဗျာနော်ဒါပေမဲ့လို့ချစ်သူရှိတဲ့သူတွေအိမ်အောင်ရှိတဲ့သူတွေကတော့ရှက်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 အနေထားလေးတွေသွားကြုံရတတ်တယ်နော်ဂယုဆိုင်ပဲမယ်ကိုပတ်သက်မိလိုက်တဲ့သူလူကလေအဲမလို့မလက်တဲ့သူတွေသွားဖြစ်တာမျိုးတွေသွားတစ်ချက်ကြုံရတတ်တယ်ဂယုဆိုင်မယ်အမျိုးသားလေးဆိုရင်ဒီကာလမှာကိုကအိမ်အောင်ရေးဖောက်ပြန်မိလိုက်တဲ့အခါမှာကိုရဲ့လက်ရှိအမျိုးသမီးကလက်မခံနိုင်တာတွေတစ်ဖက်ကိုဖောက်ပြန်လိုက်မိတဲ့အမျိုးသမီးကအဲအဲ့လိုမျိုးလက်မခံတဲ့အခါကြားသွားညက်ပြီးတော့လေအိမ်အောင်ရေးအမှုအကင်းတွေတရားစွဲခံရတာတွေ အယောဂျီပေးရတာတွေအဲ့ဒါမျိုးတွေအားစားသွားကြုံရတတ်တဲ့အတွက်အထူးအထူးဂယုစပေးပါလို့ထက်တယ်လဲအကြံပေးခြင်းနဲ့ဗျာနော်မမေ့ပါနဲ့အရန်အရေးကြီးလို့ပါဇွန်လ12ရက်13ရက်15ရက်18ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်ဗျတခြားသူတွေကြောင့်နောက်နေတဲ့အလုပ်ကိစ္စတွေကိုပြန်လဲဆောင်ရွက်လို့အဆင်ပြေတယ်ခရီးကိစ္စတွေစီစဉ်လာလို့ရှိရင်အဆင်ပြေတယ်ဗျာနော်ဟိုဘယ်လိုပြောမလဲကိုယ့်ကိုယ်ကြီးစားဆောင်မဲ့မိတ်ဆွေတွေပြန်ပြီးတော့ပေါ်လာလိမ့်မယ်အခက်အခဲတွေကိုဖြေရှင်းနိုင်တဲ့အထက်မှာပါတယ်ကိုယ်ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေပြန်ရလာလိမ့်မယ်အမှလာစားတို့တာယာတို့တို့တာအဲ့လိုမျိုးပေါ့ အဲဒါအပြင်နိုင်ငံတော်ကချီးမြှင့်တဲ့ဘော်ဒူဂုံဒူစုစည်းတွေရရှိပိုင်ဆိုင်နေဆိုတဲ့အနေအထားတွေအဲသွားကြုံရတဲ့ဂိမ်းရှိတယ်။ပရာဟိတာလုပ်ငန်းတွေပါဝင်ဆောင်ရွက်ရတတ်တယ်။ငွေရတဲ့သူတွေဆိုရင်အိတ်ကလာမှအိမ်အောင်ကြခင်ရှိတယ်။ကြခင်ရင်လည်းအဆင်ပြေပြေကြတတ်တယ်။ဇွန်လ16ရက်16ရက်18ရက်အဲ့ရမှာတော့အញ្ញံခိုက်နေတည်ရှိတယ်။ဆောင်းဝဲတွေပါနေဖြင့်ကြတာမျိုးတွေဖြစ်တတ်တယ်။ငွေကြေးလက်လွန်တာမျိုးတွေဖြစ်တတ်တယ်။ပြီးတော့ကိုစီးတဲ့ကားတွေမကြခဏပြတ်တာပုတ်တိုက်မှုဖြစ်သွားတာမျိုးတွေအဲလက်လွန်တဲ့ငွေကြေးတွေပြန်မရတာမျိုးတွေဖြစ်တတ်တယ်။အပြင် ကျမ်းမာရင်းညာရင်ချွဲတက်လိုက်တွေကတ်တာအဆုတ်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်။ဂယူဆိုင်မဲ့အဲမိမကြောင့်မျက်နှာပြက်စရာနာမည်ပြက်စရာလေးတွေသွားကြုံရတော့တော့မမေ့ပါနဲ့ပြောနော်။အဲ့တော့ဒီကတော့မှအဲပတ်သက်တဲ့သူတွေတဲကနေပေါ့လေ။ဘသူပဲဖြစ်ဖြစ်ပါအထူးသဖြင့်ဘုဒ္ဓဟူသာသမီတနင်္လာသာသမီတွေကိုကောင်းကောင်းကြီးဒုက္ခပေးလိုက်မယ်။ချစ်သူအိမ်တော်ဘက်ကအဲ့ဒီသာသမီဖြစ်ရင်ကွဲတယ်ပြက်တယ်သတိထားမယ်နော်။ဆိုတော့ဒီကတော့မှကိုကလုံးဝလွတ်လပ်တဲ့သူမို့လို့အချစ်အိမ်တော်ကြီးတွေမှာကိုကိုလာပြီးကံလွန်တဲ့သူတွေက အင်္ကာတို့တနင်္ဂနွေတို့ဆိုရင်တော့လက်ခံလို့ရတဲ့အနေအထားမှာပါတယ်လက်ခံပေါ့လေနော်အဲ့တော့ဒီကနေ့မှာကောင်းတဲ့ကံလေးတွေအဲပိုကောင်းဖို့အတွက်ပေါ့လေအထောက်ပံ့ကောင်းဖြစ်ဖို့အတွက်လိမ္မော်ရောင်နှုတ်နှစ်ရောင်အစိမ်းရောင် အပြာရောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲရမယ်ဒါအပြင်ဇပယ်ပန်းကြာပန်းကန္နမာပန်းကျဲတကွန်ပန်းကြောက်စိန်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ်အဲနေအဲ့ကနေ့မှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါ ဲ့တော့စနေသားသမီးတွေကောင်းတာလေးတွေရှိသလိုအညံ့လေးတွေလည်းရှိတော့ရောနေတာပေါ့လေနော်အဲ့တော့ကိုကြုံနေရတဲ့အညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းလက်လာပါလေးပွင့်အောင်ရရလေးပေးမယ်အဲပြောအောင်မယ်အခုလာမယ့်စကြောင်းလေးထိုင်းထီထွက်မှာပေါ့လေဝန္ဒနာပါလို့ထီလေးထိုးကျင်တော့ဟာဆိုလို့ရှိရင်တော့လေငါးစားတက်ဆုံးနှစ်အစငါးဆုံးအဲ့လိုကဏ္ဍလေးတွေယူထုတ်ပါလို့အကြံပေးပြရတယ်နော်အဲ့တော့ရရအနေနဲ့ဘာလုပ်ကမလဲဆိုတော့အုံဒီအစိမ့်တလုံးကိုထိတ်ဝဖြတ်မယ်အရေးတွေကိုတုံပြစ်မယ်ပြီးရင်အဲ့အုံဒီတွေကိုစားအပြည့်တက်ပြီးတော့ကို့အနီနာပတ်ဝန်းကျင်မှာရှိတဲ့တက်တန်းရဲ့ညောင်မီကြီးကြီးမှာ ရှိတယ်ဗောလေအဲ့ညောင်မင်းကိုစောက်တဲ့ရုပ်ကစိုးမှာတွားရောက်လူတန်းပြီးတော့အဲကိုကြုံနေရတဲ့အညာအခိုက်တွေပြေပြောက်ဖို့ဖြစ်နေတဲ့ဆန္ဒတွေပြေပြောက်ဖို့အတွက်လေးလေးနက်နက်လေးတွားပြီးဆူတောင်းအလိုရှိရလေးတွေအေကံမုတ်ချပြည့်စုံလာလိမ့်မယ်ပြီးတော့ညံ့နေတဲ့ပိတ်နေတဲ့လက်လာပါလေးတွေပွင့်လာဖို့အတွက်အိမ်မှာရှိတဲ့ကော်ဘူးကော်ကွက်အဆုပ်တွေရှာဖွေပြီးတော့စွန့်ပြစ်လိုက်ပါဗျာနော်ဒါဆိုရင်တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းဝေးပါတယ်